ကဲအလောအကင်အစင်ပြေအောင်နဲ့ဟောပေးပါဦးနဲ့စီးပွားရေးလုပ်ငန်းကိန်းကန်းနေအလောအကင်ဒီအစင်ပြေခြင်းနဲ့ဆိုရင်နော်ရတရာကတော့လွလွဲ့လေးနေစီပန်းအဝါရောက်တပွင့်ကိုမီးရှို့လိုက်မီးရှို့လို့ရတဲ့ပြာနော်အဲ့ဒီပြာလေးကိုအုံးစီသေးကိုထည့်ထည့်ပြီးတော့ခလောက်နော်အုံးစီနဲ့ရော ရောပြီးတော့အလုတ်သွားကနေတိုင်းသွားကနေတိုင်းအုံးစီလေးနည်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 းလိမ့်လိမ့်သွားအဲ့ဒါဆိုရင်အလုတ်ထဲမှာလည်းစိတ်ချမ်းသာမယ်လောကကင်ကလည်းအဆင်ပြေမယ်အလုတ်အကင်မှာလည်းကိုယ်စကားအောင်တယ်ပြန်ပြောမယ်နော်နေစီပန်းအဝါအပွင့်လေးတပွင့်မီးရှို့ပြီးပြာချပြီးရားတဲ့ပြာကိုအုံးစီနဲ့ထည့်ရော ရောပြီးပြီဆိုတာနဲ့အဲ့ဒီအုံးစီလေးကိုအလုံးသွားကနေတန်းသွားကနေတန်းခေါင်းမှာတုတ်သွားခေါင်းမှာလိမ့်သွားခေါင်းမှာမလိမ့်ချင်ဘူးဆိုရင်ဒီရှာအောက်လေးကိုနော်တို့ပါနော်အဲ့ဒါဆိုရင်လုပ်ငန်းကိန်းကန်းတွေမှာအစဉ်ပြေမယ်တကယ်လို့နှင်းစီပန်းအဝါဝယ်လို့မရဘူးဆိုရင်လင်းညင်ပွင့်ကိုပွင့်နော်လင်းညင်ပွင့်ကိုပွင့်ကိုအိတ်ကက်လေးထဲမှာစောင့်သွားနော်အိတ်ကက်လေးထဲမှာစောင့်သွားတပတ်တစ်ခါပဲအစ်စ်လဲပြီး အဲ့ဒါဆိုရင်အလောက်ကိုင်းထဲမှာအဆင်ပြေမယ်အောင်မြင်ချောမွေ့မယ်စိတ်ချမ်းသာဖို့အတွက်ဟောဝင်းเจ้าမှာတန်ဃာတော်တပားကိုစိတ်သားနဲ့ထမင်းကျွေးပေးပါနော်စိတ်သားလေးနဲ့ထမင်းကျွေးထမင်းကျွေးလူတန်းပေးပါဖုံဝင်းเจ้าမရှိဘူးဆိုရင်တက်ကြီးရွက်အိုတယောက်ယောက်ကိုအိမ်ကိုခေါ်ပြီးအိမ်မှာစိတ်သားလေးနဲ့ထမင်းကျွေးပေးပါအိမ်ယာဖျားကို နေတိုင်းနေတိုင်းကြံရီကပ်ပေးပါ နော်စိတ်လဲချမ်းသာအောင်ကြံတမရလဲအောင်အောင်ပေါ့နော်ကဲအဆက်ဆက်ရအစဉ်ပြေပါစီ